အခုတင်ဆက်ပေးမယ့်အားစားသင်ကတော့ပြင်သစ် Open အမျိုးသားတအူးချင်းဘောလူပွဲမှာနာဒယ်နဲ့ဒေးဗစ်ဖာရာတို့တွဲဆုံမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ ်တင်းသွင်းအိုပန်တန်နစ်ပြိုင်ပွဲရဲ့အမျိုးသားတူချင်းစီမီဖိုင်နယ်ပွဲစဉ်တွေကိုပြီးခဲ့တဲ့တောက်ကြနေ့ကရှင်ပြိုင်ကစားခဲ့ရာနာဒယ်နဲ့ဒေးဗစ်ဖာရာတို့အနိုင်ရရှိခဲ့တာကြောင့်စပိန်သားချင်းချင်းဘောလူပွဲစဉ်မှာတွဲဆုံကြရတော့မှာပဲဖြစ်ပါတယ်။လက်ရှိကမ္ဘာအဆင့်ရက်တည်မှုအဆင့်၄နေရာမှာရက်တည်နေတဲ့နာဒယ်ဟာယခုပြိုင်ပွဲမှာစီရင်သတ်မှတ်ချက်နိုင်ကြီးအဆင့်၃ဖြစ်သတ်မှတ်ခံထားရသူဖြစ်ပြီးစီမီဖိုင်နယ်မှာကမ္ဘာအဆင့်၁နဲ့စီရင်သတ်မှတ်ချက်အဆင့်၁နေရာမှာရှိသူဂျိုကိုဗစ်ကို၃ပွဲ၂ပွဲနဲ့ခက်ခက်ခဲခဲအနိုင်ရပြီးဘောလူပွဲကိုတက်ရောက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ်လက်ရှိကမ္ဘာစစ်ရည်တီမှုအဆင့်၅နေရာမှာရည်တည်နေပြီးစီတင်သတ်မှတ်ချက်လေးရရှိထားသူဒေးဗစ်ဖာရာကလည်းစီမီဖိုင်နယ်မှာအင်ရှင်နိုင်ငံသားကမ္ဘာအဆင့်၆ရှိဆွန်ကာကို၃ပွဲပြည့်အနိုင်ရရှိပြီးဘိုလူပွဲကိုတက်ရောက်လာခဲ့ခြင်းဖြစ်ပါတယ်။ထိတ်တိုက်တွေ့ဆုံမှုများအရနာဒယ်ဟာဒေးဗစ်ဖာရာကိုထိတ်တိုက်တွေ့ဆုံမှုများမှာ၁၆ပွဲအနိုင်ရပြီး၄ပွဲသာရှုံးနေထားတာကြောင့်အသာရရှိနေပြီးပြီးခဲ့တဲ့၂၀၁၂ပြင်သစ်အိုပန်ပြိုင်ပွဲစီမီဖိုင်နယ်အဆင့်တွေ့ဆုံမှုမှာလည်း သုံးပွဲပြန့်အနိုင်ရတာတွေဖြစ်ပါတယ်။ပြည်သူ့ Open ပြိုင်ပွဲမှာ9ကြိမ်ပိုဆွဲထားတဲ့နာရီအတွက်10ကြိမ်မြောက်ဖြစ်အများဆုံးပိုဆွဲနိုင်ရန်အခြေအနေလဲကောင်းနေတယ်လို့သိရှိရပါတယ်ခင်ဗျာ။ check texting 12 testing 12ဘယ်သူညစ်ဆုံးလဲ Pepsi အရှမ်းလန်းနေ